အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်ဇလန်လေးကတော့ဝီယိုဆွန်မှာရှိတဲ့ရေခဲတွေအရေးပြောသွားအနေစတင်ထားပါတယ်ရေခဲတွေအရေးပြောသွားအကြောင်းတိုက်ကြီးတွေကလည်းရေထဲမှာနစ်မြုပ်သွားပြီးလူသားတွေကလည်းဒီလိုပတ်ဝန်းကျင်နဲ့လာရောညီတွေဖြစ်အောင်နေထိုင်ကြရပါတယ်လူတွေကရေပေါ်မှာနေထိုင်ကြပြီးတော့ပင်လယ်စာတွေကိုရောင်းချရင်းနဲ့အသက်မွေးကြရပါတယ်အပင်တွေအညစ်အကြေးတွေနဲ့မြေကြီးလာတွေကရွှေထွက်ပိုစည်းကြည့်ပြီးတောက်တုံးမှုရေချိုကလည်းမရှိရကြောင့်လူတွေကသူတို့ရဲ့ကျင်ငယ်ရေတွေကိုတောက်တုံးကြရပါတယ် ကဘာကြီးကအစုံမရှိတဲ့သမုတ်တရားကြီးဖြစ်သွားခဲ့ပေမဲ့လည်းတနည်းအားမှာတော့၆တွဲရဲ့ကုန်းမြေပဲရှိနေမယ်လို့လူအများစုကယုံကြည်ထားကြပါတယ်။လူတွေကလည်းပိုပြီးကောင်းတဲ့ဘဝမှာနေထိုင်ခြင်းကြိုင်မျှော်လင့်ခြင်းနဲ့အဲဒီလိုမော်ဆန်တဲ့နေရာကိုလိုက်ရှာနေကြပါတယ်။ဒါပေမဲ့လည်းအခုချိန်ထိရောဘသူမှရှာလို့မတွေ့သေးပါဘူး။ မရီနာလို့ခေါ်တဲ့အမျိုးသားတဦးကတော့ဟောင်းရမ်းနေပြီဖြစ်တဲ့လေတစင်းပေါ်မှာနေထိုင်ပြီးသူကအခွက်အလွတ်တစ်လုံးတည်းကိုရှူပေါက်ချလိုက်ကအဲ့ဒီကျင်ငယ်ရီကိုဆက်တစ်ခုတည်းထည့်လိုက်ပိုင်ဒီလိုဆက်တဲထည့်လိုက်ပြီးနောက်မှာတော့တောင်းလို့ရတဲ့ရီအဖြစ်ပြောင်းလဲသွားပိုင်မရီနာကလေပေါ်မှာလဲတက်ပြပြီးတပင်ကိုစိုက်ထားပြီး ဒီလိုမျိုးမရှိတဲ့ကဘာမှာတော့တံပြာပင်ကရှားပါပင်ဖြစ်နေပါ යි မရီနာကအသက်ရှင်နေထိုင်ဖို့အတွက်ငါဖမ်းပြီးပြန်တောင်းလို့ရနိုင်တဲ့အမှိုက်တွေကိုလည်းစုဆောင်းထားပါသေးတယ်။တနေ့မှာတော့မရီနာကရင်ငုံနေအောင်လေတစင်းကသူ့အနာကိုချင်းကပ်လာတာကိုတွေ့လိုက်ပါ යි အဲဒီလေဘဝလူဟာမရီနာကိုရိတ်ခါပစ္စည်းအစုံလင်ရခဲ့တဲ့အေဒေါဆိုတဲ့နေရာအကြောင်းကိုပြောပြီးသူ့ပစ္စည်းတွေကိုရှောင်းဖို့လုပ်ပိုင်ဒါပေမဲ့မရီနာစီကနေရောဘာမှပြန်မလို့ခြင်းမှုပြောတော့မရီနာလည်းသူ့ကိုတန်တရားဖြစ်နေပါ යි နောက်တော့မှရီနာစီကတံမြာသေးတွေကိုခိုးသွားတယ်ဆိုတာကိုသိလိုက်ရပါတယ်။အဲဒီချိန်အဖွဲတစ်ဖွဲကအမြန်မောင်းနေလို့ရှာတဲ့ရေပေါ်စီးမော်တော်ယာဉ်တွေနဲ့ရောက်လာပြီးသူတို့ကိုစတိုက်ခိုက်ပါတယ်။မရီနာရဲ့လေကတော့မြ мян နဲ့ရှောင်းလိမ့်နိုင်ခဲ့ပေမဲ့ခုနလူတွေကတော့အဖမ်းခံလိုက်ရပါတယ်။အဲဒီနောက်တော့မရီနာကတတုတတိုင်းကြီးတွေဝင်းရံထားတဲ့အေတော်လို့ခေါ်တဲ့ရေပေါ်မြုပ်ကိုရောက်လာခဲ့ပါတယ်။ဒိဝါမှာတော့မရီနာကသူ့ရဲ့ပစ္စည်းတွေကိုအယောင်းဝယ်လာလောက်တာပါဆိုပြီးပြောပါတယ်။ အထဲကိုဝင်သွားတဲ့အခါမှာတော့သူ့မှာအယောင်းဝယ်လုပ်ဖို့ရှာပိုက်အညစ်အကြေးတွေရှိတယ်ဆိုပြီးထုတ်ပြပါ යි ။ဒါပေမဲ့အီတော့ကလူတွေကတော့ငွေပြား124ပြားပေးမယ်လို့ပြောပါ යි ။ဒါနဲ့မရီနာလဲအိုးတလုံးစာနဲ့အလဲလဲလုပ်ပြီးခရမ်းကျင်တီးပင်တပင်နဲ့တခြားပစ္စည်းတွေကိုပါရောင်းလိုက်ပါ යි ။အယောင်းဝယ်ပြီးသွားတဲ့နောက်မှာတော့မရီနာကသူ့ရဲ့လေစီပြန်ပို့လုပ်နေရောမိသားစုတစုကရောက်လာပြီးသူတို့ရဲ့သမီးကိုယူဖို့တောင်းဆိုတဲ့အခါမရီနာကငြင်းဆိုပါ යි ။မရီနာရဲ့ပုံစံကိုဒေသခံတွေကလည်းတန်တရားဖြစ်နေပြီးသူ့ကိုဝိုင်းချုပ်ဖမ်းတဲ့အခါမှာတော့မရီနာက တာမန်လူမဟုတ်ဘဲသူ့ရဲ့နားနောက်မှာဗဟက်တွေရှိနေပြီးခြေချောင်းတွေကလည်းအရေပြားတွေဆက်ဆက်နေတဲ့တရေပြောင်းလူသားဖြစ်နေရဲဆိုတာကိုသိသွားကြပါ යි မရီနာကပြန်တိုက်ခိုက်ဖို့လုပ်ပေမဲ့သူ့ကိုငါးဖက်နဲ့ပိုက်ကုံနဲ့ဖမ်းထားကြပါ යි အင်းညမှာတော့ဟယ်လန်ကအသက်ကြီးရဲ့အမျိုးသားဖြစ်တဲ့ဂရက်ဂွန်နဲ့တွေ့ပြီးဘယ်တော့ကောင်းမြေစီကိုသွားလို့ရမလဲလို့ပြီးတော့ဂရက်ဂောကကောင်းမြေရဲ့တီနီယာကိုအီနော်လာလို့ခေါ်တဲ့ကောင်မလေးတယောက်ရဲ့ကြောပေါ်မှာတတူထိုးထားပေမဲ့သူကတော့နားမလည်ဘူးလို့ပြောပါ යි ဒါနဲ့ဂရက်ဂောလည်း လောင်ရင်ထဲမှာအဖမ်းခံနိုင်ရမရီနာကိုမေးကြည့်မယ်ဆိုပြီးသတိပြောင်းလဲရတဲ့ပတ်သက်ပြီးသွားမိပါတယ်။မရီနာကစိတ်မဝင်စားတာကြောင့်ဂရက်ကောလည်းတတူးပုံကိုပြလိုက်မှစိတ်ဝင်စားသွားပြီးမရီနာကသတင်းအချက်အလက်ပြောပြမိအပြန်အလှန်တွေနဲ့သူ့ကိုလှုပ်ပေးရမယ်ဆိုပြီးပြောပါတယ်။ဒါပေမဲ့ဂရက်ကောမှကအဲ့လိုလှုပ်ပေးပိုင်ခွင့်မရှိပါဘူး။နောက်တနေ့မှာတော့ဒေတာခန်တွေကမရီနာရဲ့လောင်အင်ကိုအောက်ကနှိပ်ပြီးသူ့ကိုရှုတ်နေတဲ့နှစ်ထားဖို့လှုပ်ပိုင်။အဲ့ဒီချိန်မှာဒီကန်လူခေါ်တဲ့လူနဲ့ သူ့အခွဲတွေကရောက်လာပြီးအီတော့ကိုတိုက်ခိုက်ပိုက်သူတို့တွေကလည်းကုန်းမြေကိုရှာနေရဖြစ်ပြီးတော့အဲ့ဒီနေရာရဲ့လမ်းကြောင်းကိုတည်ရဲ့ကောင်းမလေးကိုလိုချင်နေရပါသူတို့ကအီတော်ပပတ်လေးကိုဝိုင်းလိုက်ပြီးစက်တနက်တွေနဲ့ပစ်ကြပါိုင်ဒေသခံတချို့လည်းတီဆုံသွားကြပြီးဂရဂောကတော့မိုးပြန်ပူပေါင်းနဲ့ဟယ်လန်နဲ့အီနိုလာကိုထားပြီးထွက်ပြေးသွားပါိုင်အဲဒီချိန်မရီနာကတော့လွတ်မြောက်ဖို့အတွက်လုံနေရောသူ့ရဲ့လောင်အိမ်ကအွှွန့်အိမ်တဲကိုလဲကျသွားပြီးတဖြည်းဖြည်းနစ်မြုံနေရကိုဟယ်လန်ကတွေးလိုက်ပါိုင်ဟယ်လန်ကမရီနာကိုလွတ်အောင်ကူညီမယ် ဒါပေမဲ့သူနဲ့အီနော်လာကိုပါခေါ်သွားရမယ်ဆိုပြီးပြောပါတယ်။ရီနာကသဘောတူလိုက်ပြီးသူ့ရဲ့လီနဲ့ထွက်ပြေးဖို့ဟယ်လန်တို့ကိုဂိတ်တကားကိုဖွင့်ကိုင်းလိုက်ပါတယ်။ဒါပေမဲ့ဂိတ်ကဖွင့်လို့မရဖြစ်နေရနဲ့ရီနာလည်းကျိုးနဲ့အပေါ်ကိုတက်သွားပြီးဂိတ်ကိုဖွင့်ကလေပေါ်ကိုခုန်ချလိုက်ပါတယ်။ဟယ်လန်နဲ့အီနော်လာတို့လည်းလေပေါ်ကိုရောက်တော့သူတို့ကထွက်ပြေးလာကြပါတယ်။တဖက်မှာလည်းတိုက်ခိုက်မှုတွေကဆက်ဖြစ်နေပြီးဒီကန်လေကိုပါစက်တနက်နဲ့ပြစ်မိပြီးပောက်ကွဲသွားတာကြောင့်ဒီကန်လည်းရေထဲခုန်ချလိုက်ရပါတယ်။သူတို့တွေကအီနော်လာကိုဆက်ရှာနေကြပြီ သူမရဲ့ကြော်ပေါ်မှာကုံးမြေကိုသွားတဲ့လမ်းရှိရာကိုသိလိုက်ကြပါဖန်ကန်ထားရတဲ့လူကကြောက်လန့်ပြီးအီနော်လာရဲ့အကြောင်းကိုပြပြလိုက်ပေမဲ့နောက်ဆုံးမှာတော့ပြစ်သက်ခံလိုက်ရပါဟယ်လန်တို့ကတော့လွတ်လာခဲ့ပြီးမရီနာကိုကုံးမြေကိုသွားဖို့လမ်းတည်လာလို့မေးပါမရီနာကတော့ကုံးမြေကြီးသွားမယ်ဆိုရင်အီနော်လာကိုစွန့်ပစ်ဖို့ပြောပြီးသူတို့မှရင်းနဲ့အစားစာမလောက်ဘူးလို့ပြောပါဟယ်လန်ကတော့အဲ့လိုမလုပ်ဖို့ပြောပြီးကမ္မလီကိုကယ်တင်ချင်နေပါ မီနာကအီနော်လာတယောက်သူ့လေမှာပုံဆွဲနေရကိုတွေ့သွားတော့စိတ်တိုပြီးရေထဲပစ်ချလိုက်ပိုင်အီနော်လာကရေမကူးတက်တာကိုဟဲလန်ကသိလို့လန့်သွားပြီးရေထဲကိုဆင်းခဲ့ပိုင်လေနဲ့တဖြည်းဖြည်းဝေးသွားပေမဲ့လေမီနာကသူ့ကိုလာပြန်ခေါ်ပိုင်အဲဒီချိန်လေရင်တစည်းရောက်လာပြီး သူတို့ကိုတိုက်ခိုက်ပိုင်မရီနာကတေတဲကနေလက်နက်တွေသွားယူနေအောင်ဟဲလန်ကအပြင်ဘက်ကတနက်လိုမျိုးအရာနဲ့လီယင်ကိုပြလိုက်တဲ့အခါကျိုးနဲ့ချိန်မိနေပိုင်မရီနာကကျိုးကိုဖျက်ဖို့လုပ်တယ်လို့လီယင်ဘော်ကနေလည်းတနက်နဲ့ပြစ်ထားကြောင်းနောက်ဆုံးကျိုးကိုပြမိကပြန်ထွက်သွားပိုင်မရီနာကဟဲလန်ကြောင့်လီကပျက်စီးမလို့ဖြစ်ရတာဆိုပြီးသူတို့နှစ်ယောက်ရဲ့စပင်တွေကိုညှက်လိုက်ပိုင်ဒီကံကတော့သူတို့ဘယ်ရောက်နေလဲဆိုတာကိုမှန်းပြီး ီနော်လာကိုဆက်လိုက်ဖို့ပြောပိုင်မီနာတို့လည်းခီးဆက်လာရင်နဲ့လူနီယာကိုတွေ့ပိုင်အဲဒီလူကအရေးကြီးတဲ့စာရွက်စာနဲ့တချို့နဲ့ဟဲလန်ကိုလဲချင်တာဆိုပြီးပြောပိုင်မီနာကသဘောတူလိုက်တော့အဲဒီလူကဟဲလန်ကိုခေါ်သွားပိုင်မီနာကစာရွက်တွေကိုကြည့်လိုက်တော့ဘာမှသုံးစားမရနဲ့ခုနလူရဲ့လေထဲကိုလိုက်သွားပြီးအလဲလဲမလုံတော့ဘူးဆိုပြီးပြောပိုင်ဒါနဲ့နှစ်ယောက်ကတိုက်ခိုက်ကြရင်နောက်ဆုံးမရီနာကသူ့ကိုတတ်လိုက်ပိုင်အဲဒီနောက်မှာတော့မရီနာကခြေထဲကိုခုန်ဆင်းလိုက်ပြီးခြေထဲမှာတအားကြီးရဲ့ငါးကြီးတကာပေါ်လာတဲ့အခါမှာ သူကငါးကြီးကိုတက်လိုက်ပိုင်ရီနာကဟယ်လန်တို့ကိုအရင်ကရိုင်းရိုင်းဆန်းဆန်းနဲ့ဆက်ဆံခဲ့ပေမဲ့လေအခုတော့သဘောကောင်းတဲ့ပုံစံပေါက်လာပိုင်အီနော်လာပုံစွဲတော်ကိုလည်းဘာမှမပြောတော့သလိုသူမကိုလည်းရေကူးတင်ပေးပြီးတဖြည်းဖြည်းနဲ့ပုံရင်းနှီးလာကြပိုင်ခီးဆက်လာကြရင်လည်းလူတစုနဲ့ထပ်တွေ့ပြန်ပိုင်ရီနာကတန်တရားဝင်ပြီးတိတ်ချာကြည့်လိုက်တော့သူတို့ကိုတိုက်ခိုက်ဖို့စောင့်နေကြတာကိုသိလိုက်ပိုင်ဒါနဲ့ရီနာလည်းလှေကိုပြန်လှည့်လိုက်ပေမဲ့နောက်ကနေလိုက်လာကြတော့ထွက်ပြေးကြရင်လည်း လေကိုပုံမြာလောက်ပြီးလွတ်လာကြပါ යි ဟယ်လန်ကအီနော်လာရဲ့ကြောပေါ်ကတက်တူးနဲ့ပတ်သက်ပြီးပြောပြဖို့ပြောတော့မရီနာကကုန်းမီကမရှိတော့ဘဲတကယ်တော့ဒါနာအီလို့ဆိုပြီးပြောပါ යි ဟယ်လန်ကတော့မယုံပါဘူးဒါနဲ့ဟယ်လန်ကိုရေအောက်ထဲမှာအသက်ရှူလို့ရနိုင်တဲ့အရာတစ်ခုထည့်ပြီးနင်းမြုပ်သွားပြီးဖြစ်တဲ့ကုန်းမီကိုပြဖို့ရှည်ရဲခေါ်သွားပါ යි အီနော်လာကသူတို့ကိုစောင့်နေရောတစုံတစ်ခုကိုလှမ်းတွေ့သွားတာကြောင့်ပုံနေလိုက်ပါ යි ဒီကံတို့အဖွဲရောက်လာတာဖြစ်ပြီးအီနော်လာပဲမှာလဲလို့မိပါ යි ဟယ်လန်နဲ့မရီနာကဘာမှမပြောတော့လီဒဲကိုဒီကံက တနက်ထောင်ပြလိုက်ပိုင်ဒါနဲ့အီနော်လာကမီနာတို့ကိုအနည်းပြုတ်နေကြရဲ့ထင်ပြီးထွက်လာတော့သူမကိုဒီကန်တို့ကဖမ်းခေါ်သွားကြပိုင်မီနာနဲ့ဟယ်လန်တို့ကိုတော့တပ်ပစ်ဖို့လုပ်တော့နှစ်ယောက်သာရီထဲခုန်ဆင်းပြီးထွက်ပြေးသွားပိုင်ဒါပေမဲ့ဟယ်လန်ကရီထဲမှာအကြာကြီးအသက်မရှူနိုင်တော့ဘူးလို့ပြောတော့မရီနာကဟယ်လန်ကိုနန်းထားရက်အနေထားနဲ့ရီထဲငုံလိုက်ပိုင်သူရဲ့ပဟတ်တွေနဲ့ဟယ်လန်မှာအသက်ရှူလို့ရအောင်လုပ်ပေးရပါနောက်တော့သူတို့နှစ်ယောက်ကပြန်လာကြည့်ရဲ့အချိန် လျော့ပြက်စီးနေပြီဖြစ်ပိုင်တစ်ဖက်မှာတော့ဒီကန်ကအီနော်လာကိုတတူးနဲ့ပတ်သက်ပြီးမင်းနေပြီမိတ်အီနော်လာကဘာမှပြန်မပြောပါဘူးမရီနာနဲ့ဟယ်လန်ကတော့လေပေါ်မှာနန်းနေကြပြီးနောက်လေကိုပြင်ဖို့လုပ်နေရောဂရဂောကမိုးပြန်ပူပေါင်းနဲ့ရောက်လာတာကိုတွေ့လိုက်ပိုင်ဂရဂောကသူတို့ကိုအီတော်ကလွတ်လာတဲ့သူတွေရှိနေတဲ့နေရာကိုခေါ်သွားပြီးအီနော်လာကိုပြန်သွားရှာဖို့ပြောပြီးမိတ်တခြားသူတွေကလက်မခံပါဘူးမရီနာလည်းသူတယောက်တည်းသွားမယ်ဆိုပြီးထွက်လာပါ යි ရန်သူလေကြီးလဲလျှောက်ရောတယောက်ပြီးတယောက်ကိုရေထဲဆွဲချသွားပြီးတိုက်ခိုက်ပါ යි အဲ့ဒီချိန်ဒီကန်ကတော့သူ့လူတွေကိုလိမ့်ပြီးကောင်းမြေကိုသွားမယ့်လမ်းကိုတီးရပြီးဆိုပြီးပြောပါတယ်။မရီနာကဒီကန်စီရောက်လာပြီးအင်ဒေါ်လာလွှတ်ပေးဖို့ပြောက မလွတ်ပင်ရင်မလွတ်ပင်လှေကိုဖောက်ခွဲပစ်မယ်ဆိုပြီးချိန်ချောက်ပါတယ်။ဒီကန်ကမယုံပေမဲ့မရီနာကတော့လှေကိုတကယ်ဖောက်ခွဲလိုက်ပါတယ်။ဒီကန်ကအင်ဒေါ်လာကိုခေါ်ပြီးလေရင်နဲ့ထွက်ပြီးတော့မရီနာကနောက်ကနေလှေကိုပြန်လို့မရအောင်လုပ်ပြီး ။လေရင်ကပြတ်ကျသွားတော့အီနော်လာကိုကယ်လိုက်နိုင်ပြီးဖက်လိုက်ပိုင်။ဟဲလန်ဂရဂေါရိုနဲ့အတူအီဒေါကလူတွေလည်းရောက်လာပြီးသူတို့ကိုမိုးပြန်ပူပေါင်းပေါ်ဆွဲတင်ကြပါသည်။ ဒီကန်ကပါကျိုးကိုဆွဲပြီးအပေါ်လိုက်လာပိုင်ဒါနဲ့ဟဲလန်လည်းဒီကန်ကောင်းမွန်ပစ်ချပြီးအီနော်လာကပါသူ့ကိုခြေအောင်နဲ့ကန်ချပိုင်ဒီကန်ကလက်မလျှော့သေးပဲအောက်ကနေတနက်နဲ့လမ်းပြတော့အီနော်လာကရေထဲပြုတ်ကျသွားပိုင်မရီနာကရေထဲကအီနော်လာကိုဆင်းခဲ့ပြီးနောက်တော့သူတို့လည်းမိုးပြန်ပူပေါင်းနဲ့လွတ်လာပါရယ်ခီးဆက်လာရင်ကောင်းမြေကိုသွားပြေးကြပြီးတယ်လီထဲမှာတော့လူရိုးစုတွေနဲ့အတူအီနော်လာကျောပေါ်ကတတူးလူမျိုးပုံကိုပါတွေ့သွားကြပါတယ် မီနာကတော့တာမန်လူသားမဟုတ်တာကြောင့်ကုန်းပေါ်မှာနေလို့မရပဲအီနော်လာကိုသူ့ထွက်သွားတော့မယ်အကြောင်းပြောပြပါ යි အဲဒီနောက်ဟဲလန်ကိုပါနှုတ်ဆက်အနမ်းပေးပြီးထွက်လာပါတယ်ဟဲလန်နဲ့အီနော်လာတို့ကတောင်ပေါ်ကနေရီနော်ရဲ့လေထွက်သွားတာကိုကြည့်ရင်းနဲ့ဇလန်းလေးလည်းပြီးဆုံးသွားပါတော့ရယ်အဆုံးတိကြည့်ချူပြည့်ရဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်